ော် character ဒီကားထဲမှာတော့နည်းပါတယ်ကျွန်တော်တရုပ်ဆောင်ကနည်းပါလို့ကျွန်တော် director ဖြစ်တဲ့အတွက်ကျွန်တော်တချို့ဟာတွေကိုအများကြီးနေရမှာကြောက်ခေါင်းကြီးကတော့တေချာတကွာတော့ကိုကျင်းပါဒီမှာဘောလုံးဝဲနဲ့ပတ်သက်တာတော်တော်များပါတယ်။အသင်းဆွဲရှိတဲ့သူတွေတော့အဲ့လိုမျိုးနည်းနည်းတော့လောင်လိုက်မှထင်တယ်။ကျွန်တော်ထားခဲ့တဲ့ချက်တွေကဘောလုံးသင်းနဲ့သင်းစာလို့ရှိတယ်။ဒါတော့အားလုံးကကိုယ့်ရဲ့ selection player ဟုတ်ရာ။အဲကြောက်လို့သာပြောတာ။ဒီတိုင်းမှာကောင်းကြီးတို့ကတော့နော် ောင်းကြီးတော့ကောင်းကြီးတော့ဒီဇလန်လေးကကိုကြန့်ကသူရှင့်မှာဗီဒီယိုလမ်းသိဘူးတခါရက်ခုရဲ့အဲ့ဒါလေးကိုသူဆက်ပြီးတော့ဇလန်တွဲအနေနဲ့ပုံဖော်ခြင်းလဲဆိုသူသူရေးထားတဲ့သူစိတ်ကိုနားတဲ့ဇလန်လေးပေါ့အဲ့ဒါကိုအာကျွန်တော်တို့ဇညွေးစရာကနေပြီးတော့ဟိုသူရေးတယ်အာဟာလေအာခဏနော်ကိုတဲဦးမောင်ကိုတဲဦးမောင်ကရေးတယ်ပြီးရင်ကျွန်တော်ဇက်ကွင်းဇညွေးဖြစ်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ပြည့်ပြည့်မယ်ပေါ့နော်ဟုတ် ြေလဲဟာတာလေးပေါ့ကြေလဲဟာတာလေးပေါ့အဓိကတော့ဟာတာကိုပဲဇောင်းပေးထားတဲ့ဇက်ပေါ့နော်အဲတော့ဒါနဲ့ကျွန်တော်ကဇလန်တွဲဆိုနေဟိုအခန်းဆက်ဇလန်တွဲမဟုတ်ပါဘူးဟော episode တစ်ခုမှာဇလန်တစ်ပုတ်ပေါ့အဲ့လိုဇလန်တစ်ပုတ်ဇလန်တစ်ပုတ်နဲ့သွားတယ်အဲနောက်ပြီးတော့မနိုင်ပြောရရင်ကျွန်တော်ဇလန်တွဲနဲ့ပတ်သက်လို့အားနေပါတယ်ကျွန်တော်မကြွဘူးကျွန်တော်ဟိုရုပ်ရှင်ဆိုရုပ်ရှင်ကားကြီးတကားစားပဲတက်ပါတယ်အဲ့နဲ့ဒီဟာလေးကလည်းဇလန်တစ်ခုနဲ့တူကဟိုအချိန်ဆက်မရှိဘူးဆိုပေမဲ့ရအောင်တော့ light ချိန်ထားတာပေါ့နော်ဒါတော့ဟို အခန်းဆက်ဇလန်တော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ပရမမရိုက်ခင်မှာကျွန်တော်ကိုကျဲနဲ့ထုတ်လုပ်သူတွေနဲ့ကျွန်တော်ရိုက်ဖို့အတွက်ကမ်းလှမ်းလာတဲ့အချိန်မှာကျွန်တော်တော်တော်လေးစဉ်းစားပါသေးတယ်ကျွန်တော်မကျွမ်းကျင်တဲ့အလုပ်တစ်ခုလုပ်ရမှာနေပဲစိမ့်လို့လေအဲ့ဒါအကုန်အစီအပြီမှာပါညှိနှိုင်းပြီးတော့ကိုကျဲဇလန်လေးတွေကျွန်တော်ညီလေးကိုရသလောက် ညှိညှိပြီးတော့အခုပြင်လို့ရတာလေရှင်ပြင်မယ်နော်ဆိုတာအားလုံးသဘောတူချက်ရိုက်တာဇလိုက်ကလည်းဇလိုက်ပုံတရံကတစ်မျိုးသွားပိုတုံးနဲ့လည်းကျွန်တော်ရိုက်ခဲ့ဘူးလေကိုကျော်ရဲအောင်ဆိုလေကိုကျော်ရဲအောင်တို့လည်းဟာသာပုံတရံတစ်မျိုးပဲဥကျော်လုပ်တဲ့ဟာသာတစ်မျိုးမတူဘူးလေမင်းသားတွေကြတော့ဒီကျွန်တော်ဟာသာတယောက်ဆောင်နေလို့လေရှင်တော်တွေလို့ပုံစံသွားတာမဟုတ်သူတို့ကအတီနဲ့သွားကြတာပေါ့အဲအခုဆိုနေဝင်းပေါ့နေဝင်းဆိုတဲ့တစ်မျိုးကိုကျဲလည်းအဲ့လိုအတီနဲ့သွားတဲ့ဟာသာမျိုးတိတ်ကောင်းတယ်ကိုကျဲမပြောက်တမျိုးစီပါမတူပါဘူးနောက်တိုင်တယ်နဲ့ဟာသာတွေကောင်းတယ်လုံနိုင်တယ် တော့နေသူတယောက်တမျိုးစီပေါ့မိန်းသားတွေကတော့သူတို့ရဲ့ဟိုထရန်လေးတစ်ခုသူတို့ထီမီပေါ်လွင်အောင်တော့လှုပ်လှုပ်သွားကြတာပေါ့နော်တယောက်တမျိုးစီပေါ့ကျွန်တော်ကာရီတာဒီကားထဲမှာတော့နည်းပါတယ်ကျွန်တော်တရုပ်ဆောင်ကနည်းပါတော့ကျွန်တော်ဒါရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တချို့ဟာတွေကိုအများကြီးနေရာမြင်ကြအောင်အဓိက main ကတော့ကိုကျင့်ရဲ့ဟိုတွေ့လက်တွေ့ရဲ့ကျွန်내ပါဝင်ကြတဲ့သူတွေပေါ့နော်သူတို့တွေပဲသူတို့ဇက်တွေပေါ့ကျွန်တော်တစ်ခါတစ်ခါတစ်ဖြက်တစ်ဖြက်ဝင်လာတဲ့သဘောလေးပါခေါင်းကြီးကတော့တေချာတကွတော့ကိုကျင့်ပေါ့ဒီထဲမှာဘောလုံးမဲနဲ့ပတ်သက်တာတွေတော်တော်များပါတယ် အဲ့ဒါတော့ကိုကျန်းကတော့သူကလစ်ဗာပူးဆန်ဖြစ်တဲ့အတွက်သူကကျွမ်းတယ်ကျွန်တော်ကျတော့ဘောလုံးပွဲကိုမကြည့်ဘူးမကြည့်ဘူးမသိလည်းမသိတကယ်ယူသားဆုံးပြောတာပါအဲ့တော့ရိုက်မဲ့ဆိုတဲ့အခါမှာကျွန်တော်တို့အခက်အခဲများကြီးဖြစ်ပါတယ်အဲ့တော့ကိုကျန်းရှီအချင်းချင်းနေယူရတယ်ဘောလုံးပွဲနဲ့ပတ်သက်တဲ့သူတွေရှီကအာမေးမေးမြန်းရတာပေါ့နော်အဲ့လိုရိုက်ကူးတာပါနောက်တစ်ချက်ကကျွန်တော်တို့ရိုက်ကူးစဉ်အချိန်ကာလနဲ့အခုပြသတဲ့အချိန်ကာလကတော်တော်လေးအချိန်ကြာသွားပြီဆိုတော့ အဲ့တုန်းကပွဲရက်လက်တွေကိုကျွန်တော်တို့ကရေးပြီးရိုက်ပြထားတာဆိုတော့အခုနဲ့တော့နည်းနည်းလေးကွာသွားပြီပေါ့နော်အဲ့တော့ update တော့ဖြစ်မှာမဟုတ်တော့ဘူးအဲ့တော့လည်းပြည်သက်တွေနားလည်ခွင့်ပြုပြီးတော့ကြည့်ရှုပြီးပါလို့ပြောချင်ပါတယ်ငကိုရဲကဇလုံးမှာပါပြီးတာဥစ္စာတွေကိုရှုပ်ရတယ်ကျွန်တော်အဲ့အထိပယ်တွေကိုနားမလဲတာပေါ့ဒါပါကိုရင်ညွန့်တာလဲဒါဟိုဟိုပြောချင်တာလဲအဲ့အထိပယ်တွေကိုကျွန်တော်တိမကျွန်တော်ကပြည်သက်ကိုချပြရတဲ့အခါမှာမမားမှာပေါ့နော်အဲ့အတွက်တွေတော့မေးရတာပေါ့ မီးတော့ကုကျန်းလုံးကတည်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းအဆင်ပြေပါတယ်အဓိကလေအဲ့ဒါရိုက်နေတဲ့အချိန်တုန်းကလည်းကျွန်တော်မိုးမကုံသေးတော့လေအာကျွန်တော်ဇလန်တွဲကိုဒီဒီကကျွန်တော်ဘာပေါ့နော်ဆက်ရှစ်ပိုင်းပေါ့ရိုက်တဲ့အချိန်မှာကျွန်တော်မိုးရွာထဲမှာအာအချိန်ကလည်းတိတ်မပေးနိုင်တဲ့အခါကျတော့တော်တော်လေးကိုတွန်းတွန်းတက်တက်လေးရိုက်ရတယ်ဒီစားဘောလုံးဘွဲလေးဆိုရိုက်ရတာခက်တယ်လေဘောလုံးဘွဲဆိုနဲ့ဘဘက်ဒီဘက်အပြရတွေကခက်တယ် စုအရရဘောလုံးဝဲမို့နဲ့ကျွန်တော် romance လေးရိုက်ထားလဲပါပါတယ်အာ comedy တို့ပါတယ် romance ပါတယ်ပြီးတော့ drama လေးလည်းပါပါတယ်ကျွန်တော်စိတ်ကူးရင်ထားတဲ့ပုံစံလေးတွေကိုကျွန်တော်အာပြန်ပြီးတော့ချုပ်ရလေးကိုစတဲ့အနေနဲ့ပြန်ပြေော်ထားရလေးရှိတယ်ပေါ့နော်အဲပုံစံလေးတွေကတော့တမျိုးစီဆိုပရိသတ်တော့ နှစ်သက်မယ်လို့ဖြစ်နေတာကြာဆရာဒီကားမှာဘောလုံးပွဲကြောင့်တက်ကြအဓိကဒီရာကိုကျင်းနေတကယ်ဟိုသူတို့အသင်းဆွဲရှိတဲ့သူတွေတော့အဲ့လိုမျိုးနည်းနည်းတော့လောင်လိုက်မှာထင်ပါတယ်ကျွန်တော်ထားခဲ့တဲ့ချက်တွေကဘောလုံးသင်းနှစ်သင်းစာလောက်ရှိတယ်ဟာဟာလိုက်ရောဘောလုံးသင်းထိုင်တာဘောလုံးသင်းတိုင်မောတိုင်ငါ့ကိုရေးဖန်အောင်လုပ်နေမယ်သူကပါကွာဘောလုံးသင်းတိုင်မောဘူးသားရေနှလုံးသုံးလုံးမှာရောကြိုက်တာ ဒါလည်းရှိတော့မလားနဲ့နှလုံးကင်ပြီမလားအာတို့တော့အားလုံးနဲ့ကိုယ့်ရဲ့ selection player ဟုတ်ရာအဲကြောက်လို့သာပြောတင်ကလေးဝင်နေဖွက်နေပါဘူးနော်တင်ကလေးဝင်တော့ဖွက်နေဒီပါလေးနင်းနေတာတင်ကလေးတင်ကလေးပြောတာအေးထွက်နေရဖို့ပေါ့အဲ့ဒါတော့ပြောရွှေခဲ့အဲ့ဒါပြဲနေတာပြုတ်လိုက်မှာ ကျွန်တော်ဇလန်တော့အသိမကျွမ်းချင်ပါဘူးကျွန်တော်တက်နိုင်လောက်တော့အကောင်းဆုံးပြင်ဆင်ထားပါတယ်ဒါတော့ကြီးမှာပဲပြည်သက်တည်းရဲ့အကြိုက်ကဖြစ်ပါလေကျွန်တော်တို့ကတော့ဟိုကျွန်တော်တို့ဘာမှမချမပြရသေးခင်မှာအပရိသတ်တွေကြိုက်ပါလိမ့်မယ်လို့ကျွန်တော်ဇွတ်အားမမခံရပါဘူးကြိုက်နေအာကျွန်တော်ကြိုးစားကြိုးနှက်တာတဲ့ပြီးဆိုရင်လည်းကျွန်တော်ပြင်ဆင်ရအောင်ပါပေါ့တော်တွေသာသမီးလေကျွန်တော်အကုန်လုံးတော့အမြင်ဆွဲထင်ရတာမဟုတ်ပါဘူးသူနဲ့လိုက်ရတဲ့ဇာတ်ဝင်ရဆိုလို့ချင်းကျွန်တော်ကျွန်တော်ရဲ့ဆိုကြပါလို့ကြော်ညာရမယ်ဆိုလဲ client ကိုကျွန်တော်တင်ပြတယ်ဒီလိုဒီလိုဒီလိုတုံးမယ်အဆင်ပြေလားဒီလိုမဖြစ်ဘူးဆိုလို့ချင်းလဲသူတဲ့အာ အဲတစင်ဟိုပေါ့ဇေနှုန်းတက်တာတဲ့သူဒါတော့သူ့ရဲ့တစင်မြင်ပြီးဈေးကြည့်တယ်ဒါတော့ဟို customer ရဲ့ choice ပေါ့နော်ဆိုရမလို့ director ကျွန်တော် director ဆိုနဲ့အာ producer ရဲ့ choice ပေါ့ကျွန်တော်တော့တင်ပြတာပေါ့ toilet တို့ကတော့ကျွန်တော်အမြဲကျွန်တော်စိတ်ကူးထဲမှာရှိနေတဲ့ကျွန်တော်ဇာတ်ပုဖန်တီးပြီဆိုရင်သူတို့ကဇက်ကောင်နေရာမှာဇက်ကောင်တို့ကောင်နေပါပါနေပေါ့သူတို့မအားရင်လား producer နဲ့အလင်းမသိရင်လားမပါဖြစ်တာတာသမီးတွေကြတော့ကျွန်တော်အဲ့လိုမျိုးဘယ်တော့မှမတင်ပြဘူးတင်ပြလို့ရှိရင်ကိုကလန်သူသားရွှဲထည့်နေရဖြစ်မှာပေါ့ဟို ။သာသမီနဲ့ဝေသာသမီနဲ့ရောပုံကရတော့ကွာတော့ကျွန်တော်ပြောရတာရဲ့လက်ပြလုံညာချင်းကွာတော့ပရိုဒူဆာကဟောသူတို့မပြောမချင်းမယွေးချင်းမချင်းကျွန်တော်အခုပြီးခဲ့တဲ့အဲကားဆိုလို့ရှိရင်အစ်တဆုံလူသားဆိုတဲလေးကိုပါဖို့ပရိုဒူဆာက recommend ပေးအဲ့အတွက်ကျွန်တော်ထည့်ပေးတာဒါဒီနေ့ကျွန်တော်တို့ဟာ channel 7ဟောဗာလေဒီနေ့ဖြစ်ပြီးရတယ်မဟုတ်ဖြစ်ပြီးပြီးမှလည်းပြတယ်နောက်တော့ ကျွန်တော်77ရာလေးပြပြီစပြပါအပိုင်းဘယ်နှပိုင်းလဲအားလုံး78ပိုင်းတင်တယ်မမီတော့နည်းနည်းကြာပါစေ79ရိုက်တော့အောင်ဆုဟုတ်တယ်ဒီကရိုက်တဲ့အချိန်တော့စူးစူးအိမ်တော့မကြသေးဘူးအခုပြတဲ့အချိန်ကကလေးလေးတောင်တော်တော်လေးအေးရအောင်နည်းနည်းတော့ကြာလာတယ်